ချစ်ခင်လေးစားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာမနေ့ကစိုက်ကတော်တော်ကောင်းတယ်ပေါ့နော်စိုက်ကတော်တော်လေးလှတယ်ဒါပေမဲ့လည်းကျွန်တော် main quest ကိုမပေးဘဲနဲ့သူက main quest ကိုထိတ်စီးကို power ချင်းပြီးတော့မှငါးကိုဆိုပြီးတော့ချပေးသွားတယ်ပေါ့နော်ငါးကိုဆိုပြီးချပေးတော့တယ်ကျွန်တော်ပြောရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကနန်းတွေကရှေ့နောက်ပါဝါနှစ်ခက်တွေချင်းပြီးတော့မှထွက်တတ်တယ်ပေါ့နော်မနေ့ကဆိုရင်လည်း ျွန်တော်တင်ပေးတာကိုခွန် main တင်ပေးတာထွက်တော့ကိုရဲ့နှက်ခက်6ဒိတ်စီနဲ့6ခွန်ဆိုပြီးတော့ထွက်သွားတယ်ပေါ့နော်အဲ့တခါတလေကြာရင်လည်းကျွန်တော်ကဒီ main ကွက်တော့ရတယ်ဒါပေမဲ့ရှင်းနောက် power နှက်ခက်တွေမထည့်ပေးဖြစ်ဘူးဘာလို့လဲဆိုရင်ကျွန်တော်တခြား site ကနေမြင်ထားတဲ့ကဏ္ဍလေးတွေကိုကျွန်တော်အရန်ထည့်ပေးတဲ့ခါကျတော့ဒီ power နှက်ခက်တွေရောထည့်ပေးတယ်ဆိုရှင်ကဏ္ဍအကွက်များတော့မှဆိုးရတဲ့အတွက်ကျွန်တော်မထည့်ပေးဖြစ်ဘူးပေါ့နော်တခါတလေကြာရင်ကျွန်တော်ကဒီ power နှက်ခက်တွေချိန်ပြီးတော့မှအရန်မထည့်ပေးဖြစ်ဘူးဆိုလို့ရှင်မိတ်ဆွေတို့ အကွက်များရဲ့အနိုင်နေဆိုလို့ရှိရင်ပေါ့နော်နိုင်နေဆိုလို့ရှိရင်ကိုယ်တိုင်နော်ရှင်းတော့ပါဝါနက်ခတ်တွေเนาะပါဝါနက်ခတ်တွေချင်းပြီးတော့မှကစားရင်ပူကောင်းတာပေါ့နော်ဒါမိတ်ဆွေလို့ဟိုအကြံပေးတာပေါ့နော်ဒါမိတ်ဆွေလို့တပေါ်ပါနော်โอเคပါအရင်နေ့ကဆိုပြီးမှကျွန်တော်မိတ်ဆွေများပေါက်တယ်ဆိုရင်လည်း comment လေးတွေမှာရေးခဲ့ပေးပါဦးနော်ကျွန်တော်ကတော့တပြားမှမရပါဘူးနော်ဒါပေမဲ့လည်းကျွန်တော်မိတ်ဆွေတွေပေါက်တယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဝမ်းတာပါတယ်နော် โอเคပါ9ရက်5လ2025ညနေ4နာရီခွဲအတွက်ကျွန်တော်မြင်သားတွေ့ထားတဲ့ site ကလေးကိုကျွန်တော်မိတ်ဆွေများကိုဆွဲပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအနေနဲ့ပေါ့နော်ကျွန်တော်ဆွဲပြပြီးတဲ့ site ကလေးကိုမနက်ကလိုပဲပေါ့နော်အစားအနေဆုံးကြည့်ရှုလေ့လာပြီးမှเนาะကိုယ်တိုင်ကြိုက်နေတဲ့မှာကစားပါလို့ကျွန်တော်ကြူပြောချင်ပါတယ်เนาะမာမန်ဆိုတာကတော့ရှိရယ်เนาะဒါလည်းမိတ်ဆွေတို့အတီးဆုံးပါပဲเนาะ साइकणी ो साम हन जौठियानी सामन ဒီအပေါ်ကနေစမယ်ဆိုရင်ရတယ်ဗျနော်ဒီအပေါ်ကနေစမယ်ဆိုရင်ရတယ်ကျွန်တော်ဒီအပေါ်ကနေစလိုက်မယ်ပေါ့နော် ုလိုလေကျွန်တော်တက်ရအောင်အပြာရအောင်ဝိုင်းတုံးဝိုင်းဝိုင်းလိုက်မယ်ဒီပြည်အောင်ဝိုင်းတုံးဝိုင်းကိုကျွန်တော်ပေါင်းလိုက်မယ်လေးငါးတုံးကြပါနော်လေးငါးတုံးကြပေါင်းလိုက်ရင်ကိုးပါနော်ကိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က ကိုရဲ့ပါပါလေးကိုလေး break ဆိုပြီးတော့ယူလိုက်ပါမယ်ပြန်အောင်လေးကကိုလေး break ပေါ့နော်ကိုလေး break ရပြီအဲ့ဒီကိုလေး break နဲ့တွဲရမယ်လုံးမန်းကြတော့တွဲဒီမှာပိုင်းအောင်လေးပေါ့နော် နော်ပိုင်းအောင်အဝိုင်းနှဝိုင်းပါနော်အဲ့ဒီအဝိုင်းထဲမှာရှိတဲ့ကဏ္ဍနှလုံးကိုကျွန်တော်ကပေါင်းလိုက်မယ်6နဲ့3ညနဲ့6နဲ့3ညနဲ့ပေါင်းရင်6ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က6ရဲ့6ရဲ့ပဲ6ရဲ့ပါဝါ1ရဲ့ကို1 chain ယူလိုက်မယ်နော်ပိုင်းအောင်လေးကကျွန်တော်6 1 chain အဲ့ဒီမှာ ကိုးလေး break ကို6တင်ဝင်ချိန်နဲ့ဒီမှာကိုးလေး break 6တင်ဝင်ချိန်နဲ့ချစ်ချောက်ဆိုပြီးတော့ညနေပိုင်းမှာ၄ break ထွက်ပါတယ်နော်ကိုးလေး break တဲ့က၄ break နဲ့6တင်ဝင်ချိန်နဲ့6နဲ့တွဲပြီးတော့ညနေပိုင်းမှာ6ချောက်ဆိုပြီးတော့ထွက်တာပါတယ်နောက်တစ်ပင်ဆက်ကြည့်မယ် ကနန်းကမှားရီဖြစ်စီမှန်ဒီဖြစ်စီပေါ့နော်ရှားတာတကယ်မလွယ်ကူပါဘူးနော်ဒီငါးပင်ဆိုရှင်ငါးပင်လုံးညီလားကိုက်ညီလားကျွန်တော်အကုန်လိုက်ကြည့်ရတာပေါ့နော်တစ်ဆိုင်မကိုက်ရင်အဲလေးသုံးပင်ကိုက်ပြီးမှလေးပင်မြောက်မှာပြတ်သွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်နောက်ထပ် site တစ် site ပြန်ရှားပြန်ရအောင်ပေါ့နော်အဲ့လိုမျိုးမှားရီဖြစ်စီမှန်ဒီဖြစ်စီရှားတာတော့မလွယ်ဘူးပေါ့နော်ကျွန်တော်မွေးကနန်းဆိုရင်လည်းအဲ့လိုပဲပေါ့နော်မှားရီဖြစ်စီမှန်ဒီဖြစ်စီ စိုက်မျိုးစုံရှားရတာပေါ့နော်မူးနောင်နေအောင်ရှားရတယ်။အဲ့မှာကျွန်တော်အပြာရောင်ဝိုင်းထဲမှာ6ရက်4ရက်1ရက်ပေါင်းလိုက်မယ်။6လေး1ကိုပေါင်းလိုက်ရင်7 7ဆိုတော့ကျွန်တော်1 1ရက်ပေါ်ပါ6 16 break ဆိုပြီးတော့ယူလိုက်မယ်။ကျွန်တော်အပြာရောင်လေးက16 break နော်16 break ။သူနဲ့တွဲရမယ်ဝိုင်းချင်းလေးကကြတော့ဒီမယ်။ပိုင်အောင်လေးနော် ငားရဲ့ဒီကငားရဲ့ပေါင်းလိုက်မယ်ငားငားပေါ့နော်အဲ့ဒီငားငားကိုပေါင်းလိုက်ရင်30နော်30ဆိုတော့တုံညတုံညရဲ့တုံညရဲ့ပါပါငားရဲ့ကိုဝမ်ချင်းယူလိုက်မယ်ကျအပန်းရောင်လေးကတုံညငားဝမ်ချင်းပေါ့နော်တစ်ချောက်ပရိတ်ကိုတုံညာငါဝန်ချင်းနဲ့ဘာကနန်းထွက်လဲဆိုလို့ရှိရင်သူက မှာတစ်ချောက်ပရိတ်ကတဲ့အောင်လာလို့ပြင်မယ်တစ်ချောက်ပရိတ်ကတစ်ပရိတ်ကိုတောင်ညာငါဝန်ချင်းနေရငါးနဲ့တွဲပြီးတော့ငါးချောက်ဆိုပြီးတော့ထွက်ထားပါရဲ့နော်ဒီမှာလဲကျွန်တော်အပက်အောင်ပြက်အောင်လေးချိန်လိုက်မယ်ပေါ့နော် တစ်ချောက်ပရိတ်တွေကတစ်ပရိတ်ကို59ဝမ်းချင်းနဲ့9နဲ့တွဲပြီးတော့96ဆိုပြီးတော့တစ်ပရိတ်ထွက်တာပါတယ်။နောက်တစ်ပင်ဆက်ကြည့်အောင်။နောက်တစ်ပင်ဒီမှာ3ည4ဒီ3ည4 6ကိုပေါင်းလိုက်မယ်။3ည4 6ကိုပေါင်းရင်10ပေါ့နော်။ 3946ပေါင်း10ဆိုတော့3936ပေါင်း5 395ဗရိတ်ဆိုပြီးတော့ကျွန်တော်ယူလိုက်မယ်ဟုတ်ကြောင်လေးက395ဗရိတ်သူနဲ့တွဲရမယ်ဝန်ချင်းရကြတော့ဒီမှာ ခွန်နဲ့ရှင်းတယ်ပေါ့နော်ခွန်နဲ့ရှင်းတဲ့ပေါင်းလိုက်လို့ရှိရင်ငါနော်ငါဆိုတော့ငါရဲ့ငါရဲ့ပါပါ၃ညရဲ့ကိုဝမ်ချင်းယူလိုက်မယ်ဝမ်ချင်းယူလိုက်မယ်နော်တော့ပန်းအောင်လေးကငါ၃ညဝမ်ချင်းအဲ၃ညငါပရိတ်ကိုငါ၃ညဝမ်ချင်းနဲ့ဘာကနန်းထွက်လဲဆိုရင်တွေ့ဒီမှာနော်၃ညငါပရိတ်ထဲက၃ညပရိတ်ကို ငါတုံညာဝန်ချင်းနဲ့တုံညာနဲ့တွဲပြီးတော့ညနေပိုင်းမှာတုံညာတုံညာဆိုပြီးတော့ထွက်ထားပါတယ်။အသုံးမင်ပြီးသွားပြီ။လေးပင်စကြည့်အောင်။တုံညာရဲ့တုံးရဲ့နှိအဲ့ဒီတုံညာတုံးနှစ်ကိုပေါင်းလိုက်မယ်။ တုံညာတုံးနှစ်ကိုပေါင်းရင်9 9ဆိုတော့ကျွန်တော်9ရဲ့9ရဲ့ power တုံညာရဲ့ကို break ယူလိုက်မယ်ကျွန်တော်ပြန်အောင်လေးက9တုံညာ break ရပါတယ်သူနဲ့တွေ့ရမယ်ဝိုင်းချင်းလေးကဒီမယ်3ဆိုတဲ့ကဏ္ဍရှိမယ်ဒီမယ်6ဆိုတဲ့ကဏ္ဍရှိမယ်အဲ့ဒီ3နဲ့6နဲ့ပေါင်းလိုက်ရင်7ရပါတယ် စတစ်ဆိုတော့ကျွန်တော်ကတစ်ယူမယ်တစ်ရဲ့ပါဝါ6ယူမယ်တစ်ချက်1ချိန်ပေါ့နော်တစ်ချက်1ချိန်ပန်းအောင်အပြိုင်အောင်လေးက sorry အပန်းအောင်လေးကတစ်ချက်1ချိန်ပေါ့နော်အဲ့တော့ငါတော့ညပရိတ်ကိုတစ်ချက်1ချိန်နဲ့ဘာကနန်းထွက်ထားလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်ငါတော့ညပရိတ်ထဲက9ပရိတ်ကိုတစ်ချက်1ချိန်နဲ့6နဲ့တွဲပြီးတော့ညနေပိုင်းမှာ6 9ဆိုပြီးတော့9ပရိတ်ထွက်တာပါတယ် လေးပင်ပြီးသွားပြီပေါ့နော်လေးပင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ငါးပင်မြောက်ကလေးဆက်ကြည့်အောင်ငါးပင်မြောက်ကဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်ဒီမှာကကြတော့ကျွန်တော်တို့မနက်က6 9ထွက်တဲ့အတွက်ကြောင့်9ဆိုတဲ့ကဏ္ဍရှိမယ်ပေါ့နော်နော်6 9မထည့်ရလေးပေါ့နော်ကျွန်တော်6 9ဆိုတဲ့ကဏ္ဍလေးထည့်လိုက်မယ် နော်နောက်ထပ်သဝိုင်းကဒီမှာ6ဆိုတဲ့ကဏ္ဍရှိမယ်အဲ့တော့9ရဲ့9ရဲ့6ရဲ့ပေါင်းလိုက်လို့ရှိရင်20ပေါ့ဗျာနော်9 6ကိုပေါင်းရင်20ဆယ်ဆိုတော့ကျွန်တော်က3ညကိုယူမယ် ုံညာတုံညာပါပါငါတုံညာငါဘရိတ်ဆိုပြီးတော့ယူလိုက်မယ်နော်ကြောင့်ညနေ၄နာရီခွဲအတွက်တုံညာငါဘရိတ်ရပြီပေါ့နော်တုံညာငါဘရိတ်အဲ့ဒီတုံညာ၅ဘရိတ်ကဘာနဲ့တွဲရမလဲဆိုရင်သူကဒီမှာပိုင်းအောင်အဝိုင်းလေးပေါ့နော ဒီမှာ8ဆိုတဲ့ကဏ္ဍရှိမယ်။ဒီမှာ9ဆိုတဲ့ကဏ္ဍရှိမယ်။8နဲ့9နဲ့ပေါင်းရင်ခွန်နော်။8နဲ့9နဲ့ပေါင်းရင်ခွန်။ခွန်ဆိုတော့ခွန်ခွန်ရဲ့ပါဝါကနဲ့ခွန်နဲ့ဝမ်းချင်းဆိုပြီးတော့ယူလိုက်မယ်။ ပိုင်းအောင်လေးက9ဝန်းကျင်းအတော်ညာ9ပြိတ်ကို9ဝန်းကျင်းနဲ့9ပင်ဆက်ပေးမယ်ဆိုလို့ရှိရင်ဒီနေ့ညနေပိုင်းမှာနော်၄နာရီခွဲမှာထွက်မှာပေါ့ဗျာနော်အဲတော်ညာ9ပြိတ်ကို9ဝန်းကျင်းနဲ့ကျွန်တော်ကဏ္ဍလေးစီပေးရမယ်ဆိုလို့ရှိရင်ခွန်တုံးအာရဲ့ခွန်ရှိအာ ye ni shi a ni tau a di li kwa pa na โอเคป่ะညနေပိုင်းအတွက်စိုက်ကလေးကတော့ဒီလောက်ပဲပေါ့เนาะကျွန်တော်ချင်းမေးစင်များစိုက်ကလေးကိုစာနေဆုံး တ िश ူလေးလာပေးပြီဆိုလို့ရှိရင်မိမိကိုယ်တိုင်ကြိုက်နေတတယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်ပါပေါ့နော်ကန်ဆန်းကြည့်ပါကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်ကင်းရှင်းကြပါစေ လူဝင်စနတ်တွေလွန်တော်ဝါနဲ့ပြည်စုံပြီးတော့လှူဒန်းပေးကမ်းဆွင့်ကျင်းနိုင်တဲ့ပုံကတူပုံကများတွေဖြစ်ပါစေကျွန်တော်ရဲ့ချင်းမိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီရက်ရှိရနေဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်